ဖီဖြောတတ်ကျင်လို့ကော်ဖီဆိုင်မှာဝင်လို့တယ်။ဒါပေမဲ့ကော်ဖီမဖြောအောင်ကျွန်တော်တို့ပကန်းဆေးလိုက်၊ကျန်းတိုက်လိုက်၊ဒီလိုသီးလိုက်လိုက်အမိုက်သွန်လိုက်လိုက်ဒီလိုနဲ့ပဲ6လောက်ကျော်တော်လောက်ဒီကော်ဖီလိုက်ထဲမှာပဲကြာခဲ့တော့စိတ်တွေပြတ်ခဲ့တာပေါ့။ကော်ဖီဖြောရတဲ့ feeling ကဘာနဲ့မှမတူဘူး။တခြားလုပ်နေတယ်မတူဘူး။ကော်ဖီကိုစူးစိုက်ပြီးဖြောရတဲ့ဟာကစိတ်ကြတာတို့ပြင်းမှန်းတာတို့ကျန်တဲ့ pressure တွေကိုရော့ကြတယ်ပေါ့နော်။ကော်ဖီဖြောနေရတာကိုပဲကျွန်တော်တို့ပျော်ရွှင်မှုတစ်ခုဖြစ်နေတယ်။ ောင်းနာမည်ကတော့ချစ်စိန်ပါအားလုံးကကျွန်တော်ဆရာချစ်လို့ခေါ်ကြတယ် USC ချစ်စိန်လို့ခေါ်ကြတာပေါ့နော်ဟုတ် USC ကတော့ဖေးလူတော့ပေါ့ကျွန်တော်တကယ်ချင်းပေးတာကလောင်နာမည်ပေါ့ Facebook ပေါ်မှာကဗျာလေးရေးတဲ့အတွက်ကလောင်နာမည်လေးပေးကြလိုက်အောင် Coffee ကတော့ပထမတော့ချားဆိုင်တွေမှာလုံးလုံးနေတာပေါ့လုံးလုံးတဲ့ခါကျတော့လုံးရလည်းဟိုရှားပါလာပေါ့ကျွန်တော်တို့အတွက်လုံးရရှားပါလာတော့ကိုပိုင်ဆိုင်ရေးတဆိုင်လောက်တင်မယ်ဆိုပြီးတော့စိတ်ကူးလေးတော့ရှိကြပါဦးမရှိဖြစ်တဲ့အနေနဲ့တဆန်လေးစူးပြီးတော့ဒီကော်ဖီဆိုင်လေးကိုပထမအဆန်းလေးလုပ်ကြည့်ကြပါဦးဒါလေးအောင်မြင်သွားလို့စင်းတော့နောက်ခြေလန်းတလန်းတော့ဆက်တက်မယ်ပြီးတော့စိတ်ကူးထားတာပေါ့ဒီလိုလုံးဖို့အတွက်ကိုလည်းတစ်နှစ်လောက်အချိန် ေးထားတာပေါ့တနေ့လောက်ချိန်ပေးပြီးတော့ကော်ဖီအကောင်းဆုံးကော်ဖီရောင်းမှုအတွက်ကိုတနေ့လောက်စမ်းသပ်ပြီးတော့မှကိုကိုကိုယုံကြည်မှုရှိပြီဆိုတော့မှဒီဆိုင်လေးတစ်ဆိုင်ကိုတည်ခဲလိုက်တာပေါ့နော်ကော်ဖီကတော့ကျွန်တော်2014ကနေစပြီးတော့ကော်ဖီလိုက်တဲ့ကိုစောက်ဝင်တယ်ဘူးပြပြိုင်ပွဲတွေဝင်တယ်ကျွန်တော်ဒီသင်တန်းကျောင်းတွေတက်တယ်ကျွန်တော်ရဲ့ senior ဆရာကြီးရှိရနေပြီးတော့ထပ်စင်ပညာတွေကိုထပ်လေ့လာတယ်ထပ်လေ့လာပြီးတော့ကျွန်တော် YouTube လို့ကျွန်တော်ဒီ Facebook တွေမှာလည်းအများကြီးလေ့လာတယ်ကိုကိုတိုင်းလည်းစမ်းသပ်တယ်ထိထွင်းတယ်ကျွန်တော်၄စိမ့်မှာတော့၄နှစ်လောက်လုပ်ခဲ့တယ်ခင်ဗျာ၄စိမ့်မှာ၄နှစ်လောက်လုပ်ခဲ့ တောင်းအတော်မှာကျွန်တော်တနစ်ကျော်လောက်လုပ်ခဲ့ပြီးတော့ကျွန်တော် Avenue ချင်းမှာတနစ်ကျော်လောက်လုပ်ခဲ့ပြီးတော့ Light Coffee ကျော်မှာကျွန်တော်တနစ်ကျော်လောက်လုပ်ခဲ့ကျွန်တော် Coffee Light ကတော့10နှစ်နီးနီးလောက်ရှိတာပေါ့ဒီ Coffee နဲ့ပြောင်းလဲမှုတွေကတော့အများကြီးတော့ထွေလို့မရှိဘူးเนาะ Coffee ကိုအရင်ကြီးစိတ်ဝင်စားလာတယ် Coffee ကိုစိုက်နေတတ်လာတယ်ဒီ Coffee ကိုလည်းကျွန်တော်ဒီနိုင်ငံမှာလည်းအများကြီးတောက်သုံးလို့ရအောင်ဆိုပြီးတော့ကျွန်တော်ဒီ Coffee တိုင်းလေးရဲ့အများကြီးဖြစ်ပေါ်နေတာပေါ့เนาะဖြစ်ထွန်းနေတာပေါ့အဲ့လိုစိတ်ကူးလေးနဲ့ဒီလိုစိုင်းတတိလေးကိုကျွန်တော် iPhone လိုက်ရပါဟုတ်ဟုတ်ဆရာဟုတ်ကဲ့ဆရာအပူပဲလားဆရာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာဟုတ်ကဲ့လောက်ထားလိုက်မယ်နော်ကော်ဖီဖြော်ရတဲ့ feeling อ่ะဘာနဲ့မှမတူဘူးတခြားလုပ်နေတယ်မတူဘူးကော်ဖီကိုစူးစိုက်ပြီးဖြော်ရတဲ့ဟာကစိတ်ကြတာတို့ပြင်းမှန်းတာတို့ကျန်တဲ့ pressure တွေကိုရော့ကြရအောင်เนาะကော်ဖီဖြော်နေရတာကကိုယ့်ရဲ့ပြင်းမှန်းတာတို့နောက်ကမိသားစုပြဿနာတွေ ကျန်တဲ့ခက်ခဲတွေကိုအများကြီးရော့ကြသေးတယ်ကျွန်တော်ကိုယ်တိုင်ကော်ဖီချိုက်ပါခင်ဗျာကျွန်တော်တောက်တဲ့ customer တွေကိုလည်းကျွန်တော်လိုပဲထပ်တူပေါ့ကော်ဖီကောင်းကောင်းလေးကိုချိုက်နေတဲ့ကော်ဖီတစ်ခွက်ကိုကျွန်တော်အရောက်မရရအောင်ဖြော်ပေးတာပေါ့ကော်ဖီဖြော်နေရတာကိုပဲကျွန်တော်လည်းပျော်ရွှင်မှုတစ်ခုဖြစ်နေတယ်ဒီကော်ဖီမုတ်တွေကြတော့ဒီပန်းပေပြန်ဆိုင်လို့ရတယ်ကျွန်တော်မြေရောစာဖြစ်သုံးလို့ရတယ် ဒီကိစ္စတည်းမှာထားထားရင်အနံ့နေပါပျောက်တယ်ပြီးတော့ကျွန်တော် subscribe လုပ်လို့ရတယ်နောက်တစ်မျိုးကလူမသိသေးတဲ့အရာတစ်ခုကတော့ကျွန်တော်ဒါမှုပြန်ဖောက်လို့ရတယ်ကျွန်တော်တို့ကစုံရက်တွေမှာစားတဲ့မှုပေါ့အဲ့ဒါကျွန်တော်ပြန်ဖောက်လို့ရတယ်ဒါကြတော့ shampoo နဲ့တောင်ပိုင်းရွှေငံမျိုးကနေပြီးတော့เนาะကိုကြိုက်တဲ့အရာသာလေးကိုမှမီးပူချိန်ဒီလျှော်တဲ့ဤပညာလေးတွေလည်းကိုကပြပြရတာပေါ့เนาะ light slow လော်မလားမီလီယံလော်မလားဒီ dust လော်မလားပုံငန်းလေးနဲ့ကိုကပြောရတယ်ကိုလိုချင်တဲ့အရာသာပေါ့သူတို့ကြိုးပြောထားတာပေါ့เนาะအဲ့ဒီအတိုင်းဒါတစ်ခုလောက် ်ဘီးဘူးချင်းလေးနဲ့သူကလှော်ပေးတာပေါ့ဟုတ်။ဒါကြောင့်ကျွန်တော် coffee chamas လို့ခေါ်တာခင်ဗျာ။ရွက်ပေါင်းတရာသွားမဲ့အတွက်ကျွန်တော် steam maker လေးနဲ့ကျွန်တော်သွားတာလေ။ဒီကောင်ကျွန်တော်ကျွန်တော် hot plate ပေါ့။အပူပေးတာ။အရန်ပူနေလို့ဆိုရင် auto ပိတ်သွားမယ်။အရန်အေးနေလို့ဆိုရင်သူက auto ဖွင့်သွားမယ်။ကျွန်တော်လှည့်ကြည့်ကြမလို့တော့ဖြော်နေနေမှာတစ်ခါလေးပြန်နွေးအောင်လုပ်တာခင်ဗျာ။ဒီအပေါ်မြောက်ပြီးတော့ချလိုက်မယ်ဆို coffee ကသူ့လိုချင်တဲ့ပူချင်တစ်ခုထိကိုကျွန်တော်တို့သွားလို့ရရအောင်။ coffee တစ်ခွက်ဖြော်တိုင်းဒီ grand chaser ကိုအများကြီးတုံးရတယ်ကျွန်တော် coffee ရဲ့ဒီမစ်ပေါင်တာတွေကျွန်တော်တကြားတွေတုံးတဲ့နေရာမှာ grand chaser ကအရင်ရေးကြည့်ရပါ ပို့လို့လည်းမရဘူးလိုလို့လည်းမရဘူးသူလိုတာပို့တာနဲ့သူအရသာပြောင်းသွားဒါကြတော့ summer strap ပေါ့ဟိုအချိုရေပေါ့တကြားလည်းပြုတ်လို့ရတယ်ဒါပေမဲ့တကြားကြီးပဲတည်တတ်မသွားတော့ဘူးတော့ဒီတန်းမှာ strap flavor လေးတွေထည့်ထားသေးတယ်ကျွန်တော်ဒီရာကြတော့ရိုးရိုးပုံမှန်ဟိုပါပေါ့အသီးတစ်ခုရဲ့ flavor ပေါ့အဲကြောင့်စကားနဲ့စစ်တယ်ဆိုတာက coffee အမုံလေးကြီးကြာမှာဆိုလို့ပေါ့နော် ကော်ဖီအဆိုနာမည်ပေးတာကော်ဖီရဲ့ကဘာမီပေါ့ကျွန်တော်ကဒီကော်ဖီရဲ့ကဘာမီထဲမှာကျွန်တော်နေထိုင်တဲ့ပုံစံမျိုးပေါ့အဲ့လိုမျိုးကြီးခံစားချက်လေးကျွန်တော်ထားတာပေါ့ဟုတ်ဝန်ထမ်းဘွားလုပ်တဲ့ခါကျတော့ဘာမှ pressure မရှိဘူးဒီကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့ခါမှာ pressure တွေအများကြီးဖြစ်လာတယ်ဒီနေ့ထပ်မနေ့ဖြန်ကိုဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဆိုတာကိုအများကြီးစဉ်းစားမိလာတယ်စူရတဲ့ဟောပေါ့ရွှေလေးရောင်းပြီးတော့အဲ့လိုစခဲ့တာပေါ့လုံးလုံးနေတဲ့ချိန်တွေကဝန်ထမ်းဘွားမှာတည်းကဒီပစ္စည်းတွေတစ်ခုချင်းဒီဝယ်စုစုစုရင်းနဲ့မှဒီဆိုင်လာကချုပ်တာပါညာလက်ထဲမှာကပစ္စည်းတွေထပ်ဝယ်မှုလည်းမရှိတော့ဘူး အလုံးလုံးနေနေမှာတလားကိုထွက်တဲ့အမြတ်ငွေလေးနေနေမှာနည်းနည်းချင်းဒီပစ္စည်းထက်ထက်ပြီးဝဝဲစုသွားတာပေါ့ဒါကျွန်တော်ကော်ဖီမှာဆိုရင်ဒါကျွန်တော်လေ့လာမှုတွေကဒီကပို့ပြီးတော့ဟိုစင်းပြင်းလာတဲ့အပိုင်းတွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်ကဟိုအရင်ကပြောက်ွယ်သွားတဲ့ဒီ Chambers တို့ဒီ coffee maker တို့ဒီ mocha pot တို့ကိုကျွန်တော်ပြန်ပြီးတော့အသက်ပြန်သွင်းတာပေါ့နော်ကော်ဖီ machine မရှိလေဒီ ဟန်ဒရီတွေနဲ့ကော်ဖီကောင်းကောင်းတစ်ခွက်တောက်လို့ရတယ်ဆိုတော့ဒီစနစ်လေးတွေကိုပြန်ပြီးတော့ကျွန်တော်ထုတ်သုံးတာပေါ့ကော်ဖီဆိုင်ရောက်ဝင်နေချင်းတော့ကြော်တတ်ချင်တာပေါ့ကော်ဖီကိုဒါပေမဲ့6လတနေ့လောက်တော့ကော်ဖီဆက်နာကိုမရောက်ခဲ့ဘူးနောက်ဆုံးကော်ဖီဆိုင်မှာမလုပ်တော့ဘူးဆိုပြီးတော့နားဖို့တော့မှအစီအစဉ်ရှိရပါတော့ဒီကော်ဖီဖြော်တတ်ချင်လို့ကော်ဖီဆိုင်မှာဝင်လို့တယ်ဒါပေမဲ့ကော်ဖီမဖြော်အောင်ကျွန်တော်တို့ပကန်းဆေးလိုက်ကြမ်းတိုက်လိုက်ဒီလိုသေးလိုက်အမိုက်သွန်လိုက်လေဒီလိုနဲ့ပဲ6လကျော်တော်လောက်ဒီကော်ဖီတိုင်ထဲမှာပဲကြာခဲ့တော့စိတ်တွေပြတ်ခဲ့ရပါတော့မစ်ရှိတယ်ခင်ဗျာအဲတော့ထိုင်းတီဂရင်းတီ တော့ကျွန်တော်ပိန်ဦးစတော်ဘယ်ကြီးတခွားမွေးချောကလက်ကီဝီပုံစံကတော့မတူဘူးခင်ဗျသူအရသာနဲ့တူပေါ့နော်ချောင်းလဲလာသလိုအရသာလဲအရန်ကောင်းနေခင်ဗျာသူအရန်လဲမချိုးချောင်းဆိုးမှလည်းမကြောက်ပါဘူးကမ်ပီကဲလဲအလောက်မမြားဘူး estou aí 都話識四年，sorry mistake。Pero pancake do. ဆန်ဒွစ်ဘာဂါပီဇာဒီ၅မျိုးလောက်တော့ကျွန်တော်တွန်းတင်လုပ်ခဲ့တာပေါ့ဟုတ်ကျွန်တော်ကော်ဖီဘိုင်းကိုကျတော့တယောက်ကိုလလွဲပြီးတော့ကျွန်တော်ဖူဘိုင်းကိုပြန်ပြီးတော့အရန်လီပြီးတော့ကျိုးလှထားတရက်စာပေါ့အရင်ကကျွန်တော်ကော်ဖီတမ်းမှာလုပ်တဲ့ချိန်မှာကျွန်တော်ဘေကရီရှိတယ်ဘေကရီမှာလည်းကျွန်တော်တနေ့တော်တော်လုပ်ခဲ့တယ်ခင်ဗျာဟုတ်ပြီးတော့ကျွန်တော်ကစ်ချင်ဘိုင်းမှာလည်းဝိုင်းဖူလုပ်ပေးတဲ့အတွက်ဒီကျွန်တော်မဟုတ်ဖုတ်တဲ့ line တွေကိုနည်းနည်းချင်းညီကျူးကနေကြည့်ပြီးတော့ကိုယ့်ဘာကိုပြန်အရသာလေးကျန်ဆန်းတက်ကြည့်တာပေါ့ဟုတ်ကဲ့ဆိုင်ခွင့်ကျင်ရတော့မနက်9နာရီခွဲသူဆိုင်ခွင့်ပြီ6နာရီဆိုတာနဲ့ကော်ဖီစားရအောင်ဒီနောက်ကျရင်တော့9နာရီဆိုတော့ last order တောက်တယ်9နာရီခွဲဆိုတော့ဆိုင်ပိတ်တယ်ဟုတ် ဆန်ရတော့ပိတ်ရမရှိသေးဘူးလောလောဆယ်ပါတော့ကျွန်တော်တို့ဘူတောင်လန်းနဲ့ရောက်ခဲ့တိုင်းဘူတောင်လန်းအင်းစိန်လမ်းမပေါ်ရောက်ခဲ့တဲ့ဒီစီရင်ကျွန်တော်ဒီ coffee app ကိုလာရောက်အားပေးပါလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျဟုတ်